ကျွန်တော်ရဲ့မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လဲကြော်ရှုလိုက်ပါတယ်ဒီနေ့မှတော့ကျွန်တော်ထိတ်ရှင်းအလဲထိတ်အပိတ်အထီးနှလုံးကို ပြန်လဲများဦးတော်မှာဖြစ်ပါတယ်နီးကတော့ကျွန်တော်နံမျိုးဖြစ်ပါတယ်ဗောနောနံပါတ်1နဲ့နံပါတ်2နဲ့ဖြစ်ပါတယ်ကျွန်တော်နံပါတ်73ကနေစာပြီးတော့ပြပေးထားတာဖြစ်ပါတယ်ဗောနောအဲ့ဒီမှာကျွန်တော်နီးနံပါတ်1မှာ2ရက်3ရက်ဗောနောနီးနံပါတ်2မှာတော့9ရက်9ရက်ရှိပြီးဖြစ်ပါတယ် အဲ့ဒီမှာတော့ဒီနေ့ရခွန်ရသည်နေ့နေ့ခွန်ဆိုပြီးဖြစ်ပါတယ်ဒီကိုးနဲ့ရှင်းနဲ့မှာကြတော့ကိုးချစ်တဲ့၃ပါနော်ရှင်းရ၃ရသည်၃ရှင်းရှင်းဆိုပြီးဖြစ်ပါတယ်နောက်ထပ်ကိုးကိုးဒီကိုးလုံးပိုင်အနေနဲ့ပေါ့နော်၃၃ညာကိုးကိုးအပိတ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်မှာ၃နှစ်နှစ်နှစ်လုံးပိုင်အနေနဲ့ပေါ့နော်ဒီဘက်က၃ခုပါတယ်နှစ်လုံးပိုင်အနေနဲ့၃၅နှစ်ဆိုပြီးဖြစ်ပါတယ်၄၃၃မှာ၃လုံးပဲအနေနဲ့၃၉နှစ်ဆိုပြီးဖြစ်ပါတယ်၃ဒီထိပ်စီးပါတော့ နောက်ထပ်တစ်ကြိမ်မှာတော့6 5 4 6ဆိုရင်6လုံးပဲအနေနဲ့ပေါ့နော်ဒီဘက်မှာတော့၄ကိုပါတယ်2 4 6ဆိုပြီးဖြစ်ပါတယ်လေ3 3 5 3လုံးပဲအနေနဲ့ပေါ့နော်ဒီဘက်မှာတော့လေးကုတ်ပါတယ်ပေါ့နော်3နှစ်လေးဆိုပြီးဖြစ်ပါတယ်နှစ်တိ6ရှင်းမှာတော့ကျွန်တော်ရှင်းတယ်ပေါ့နော်နှစ်နဲ့ရှင်းတဲ့တိရှင်း5နှစ်ဆိုပြီးဖြစ်ပါတယ်ပြီးရင်5လေး6ရှင်းမှာဆိုရင်ကျွန်တော်အဲ5ရဲ့6ရဲ့တိ6 6 5ဆိုပြီးဖြစ်ပါတယ်ပေါ့နော်5ရဲ့8ရဲ့တိ6 6 5ဆိုပြီးဖြစ်ပါတယ် ဒီမှာတော့အသေး3 3 3တလုံးတူတယ်ပေါ့နော်3ဒီ3 5 6ဖြစ်ပါတယ်ဒီမှာလဲ6 6 6 6မှာ6တလုံးတူတယ်6 4 6ပေါ့နော်8 9 8 8 9 8တုံများမှာ8လုံးပိုင်အနေနဲ့ပေါ့နော်ဒီမှာလဲ9 9ပါတယ်8လုံးပိုင်အနေနဲ့9 9 8ဖြစ်ပါတယ်9 6 4 6မှာ6လုံးပိုင်အနေနဲ့6 9 6 8 9 8တုံများမှာ8လုံးပိုင်အနေနဲ့8 9 8 4 3 3 5 အဲ့မှာ၃လုံးပိုင်ဆိုပေမဲ့ပေါ့နော်ကျွန်တော်တို့အဲ့မှာတော့အသေးရ9ရက်အတွဲတင်းတင်း9ဆိုပြီးတော့ကျွန်တော်တို့ဒီမှာပြပေးထားတယ်ပေါ့နော်တင်းတင်း9အချိန်မှာတော့ကလည်းတင်ပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒီပြည့်ခဲ့တဲ့ပတ်ဒီ6 9 3မှာလည်း9တလုံးတူတယ်ပေါ့နော်9တလုံးပိုင်အနေနဲ့ကျွန်တော်တို့နေ့9နေ့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်နေ့ဒီမှာတော့9လုံးပိုင်အနေနဲ့ပဲပေါ့နော်9လုံးပိုင်အနေနဲ့နေ့9နေ့ဆိုပြီးဖြစ်ပါတယ်ကျွန်တော် ဒီတင်းလေးငါးတစ်ချိန်မှာကလေးကတင်ပေးထားတယ်ပေါ့နော်အဲ့ဒီမှာတော့၃၃လုံးပဲအနေနဲ့ဆိုပေမဲ့၄ရက်၅ရက်တင်းလေးငါးဆိုပြီးဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်အနည်းနှမျိုးစလုံး၅လုံးပဲအနေနဲ့တင်းလေးငါးဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคအကြိမ်အဖြစ်20နဲ့အချက်ကြိမ်အထိဖြစ်ပါလေပေါ့နော်နံပါတ်20နဲ့ ကျွန်တော်တို့20နဲ့3ချိန်အတွက်အတုံးလိုတဲ့မိုက်ဆွေများအတွက်ကျွန်တော်ပြန်လည်ပြောတော့မှာဖြစ်ပါရယ်ခင်ဗျာနီးကနှမျိုးပါเนาะဒီမှာလုံးပိအနေနဲ့ကတော့ဒီတစ်ခုပဲပါเนาะကျွန်တော်ဒီမှာ3လုံးပိဆိုပြီးမှ4ရက်5ရက်ဒီလင်း5ဖြစ်ပါတယ်ပြီးခရီးပတ်မှာတော့ကျွန်တော်5တလုံးတူတယ်ပါเนาะ5တလုံးတူတာနင်း5နင်းဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်ဆိုနေနဲ့ကျွန်တော်ဒီနီးနံပါတ်1ကိုစားပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာခေတ္တကတော့ကျွန်တော် ထိစီပေါ့နော်ထိစီအလဲထိုင်အပေးအထီပါတယ်အထီနှလုံးပေါ့နော်ဤကတော့နံပါတ်၁ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီ၄ကိုနှစ်ချိန်ပေါင်းတာက၈ဆိုပြီးဖြစ်ပါတယ်။ဒီ၉ကတစ်ချိန်ပေါ့နော်၈၃ချိန်ပေါင်းတာ၂၀နဲ့၄ပေါ့နော်ဒီ၈ကတစ်ချိန်ဖြစ်ပါတယ်။ဒီ၄နဲ့ချိန်ပေါင်းတာက၈ဒီ၃နဲ့ချိန်ပေါင်းတာက၆၁၂၃ပေါ့နော်ဒီ9ချိန်78ဆိုပြီးဖြစ်ပါတယ်ဒီတော့မြတ်3ချိန်က3ညဆိုပြီးပေါ့နော် ဒါဆိုရင်တော့ဒီမှာရှစ်က3ကြိမ်ပါနော်ရှစ်3ကြိမ်20နဲ့4 4နဲ့6ပေါင်းရှင်းက30ဆိုပြီးဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီ3နဲ့10ပေါင်းတာက70ပေါ့နော်9နဲ့ပေါင်းရင်20ပေါ့နော်ဒီမှာ4တလုံးကျန်တာဖြစ်ပါတယ်အဲ့ဒီ4ကိုတစ်ခုယောလိုက်တာပေါ့နော်4ကိုတစ်ခုယောတော့3 4 3ဆိုပြီးဖြစ်ပါတယ်အဲ့မှာ3 5ဆိုတဲ့အတွက်ကြောင့်မို့ဒီ4ဒီကျွန်တော်အလဲထိုင်ဆိုပြီးဖြစ်တယ်ခင်ဗျာ ၄တုံးမှာတင်လင်းပါတရားဖြစ်ပါတယ်ဗောနော်နောက်ထပ်ချောင်းငါးစရောလေးကိုဆက်ပြီးတော့ဒီလိုလေ့လာကြည့်အောင်ပါခင်ဗျာဒီလေးမှာနှစ်ကြိမ်ဆိုတဲ့အတွက်ဒီငါးမှာနှစ်ကြိမ်ဖြစ်မယ်ဗောနော်အလဲမှာတစ်ကြိမ်ဒီငါးကိုကြာတော့သုံးတယ်ဗောနော်ဒီရှစ်မှာဆိုတဲ့အတွက်ဒီသုံးမှာဖြစ်ပါတယ်ဒီလေးမှာနှစ်ကြိမ်ပေါင်းတဲ့အတွက်ဒီအောက်က6မှာနှစ်ကြိမ်ဗောနော်ဒီသုံးထိပ်စီမှာနှစ်ကြိမ်ပေါင်းထားတဲ့အတွက်ဒီနှစ်ထိပ်စီမှာနှစ်ကြိမ်ထပ်ပေါင်းတယ်ဒီမှာနှစ်ကြိမ်တစ်ကြိမ်ဆိုတဲ့အတွက်ဒီလေနှစ်ကြိမ်ဒီအပိုင်းမှာတစ်ကြိမ် အလယ်မှာ၂ချိန်အပိတ်မှာ၃ချိန်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်၅၂ချိန်ပေါင်းရှင်းက30ပေါ့နော်ဒီ၄ရာ၃ချိန်ဖြစ်ပါတယ်။၅၃ချိန်ပေါင်းတာဒီ15ပေါ့နော်ဒီ၃က၃ချိန်၆၂ချိန်ပေါင်းတာက10ရက်ဒီ2နှစ်ချိန်ပေါင်းတာက၄၃၂ချိန်6 6နှစ်9ပေါင်းတာက15ပေါ့နော်၃၂ချိန်ပေါင်းရှင်း6 9 3ချိန်ပေါင်းတာ20နဲ့9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ ဒါဆိုရင်ဒီမှာ9နဲ့ဒီ9နဲ့ပေါင်းရှင်း30 6နဲ့6ပေါင်းရှင်း30ဒီ3နဲ့ဒီ9နဲ့ပေါင်းရင်30နဲ့ဒီ2နဲ့ပေါင်းတော့600မြေပေါ့နော်အဲ့ဒီ6ကိုတစ်ခုရတော့9 6 9မှာဆိုရင်ညင်9နေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်9ကအလေးထိန်ဆွေးပြီးဖြစ်တယ်ခင်ဗျာ6 9မှာညီ9နေပေါ့နော်တရားဖြစ်ပါလေဒါဆိုရင်ဒီတစ်ပတ်မှာဆက်ပြီးအဲ့ဒီနေ့အရာပေါ့နော်ကျွန်တော်ဒီ 9ကို2ချိန်ပေါင်းထားတဲ့အတွက်ဒီ6ကို2ချိန်ထပ်ပေါင်းမယ်ပေါ့နော်အလဲထိန်လေးမှာ2ချိန်ဖြစ်တဲ့အတွက်အလဲထိန်9မှာ2ချိန်အပိတ်ကို3နဲ့မြောက်တယ်ဒီ3မှာ2ချိန်ဆိုတဲ့အတွက်ဒီနှစ်မှာပေါ့နော်6မှာ2ချိန်ဆိုတဲ့အတွက်ဒီ6မှာ2ချိန်နှစ်မှာ2ချိန်ဆိုတဲ့အတွက်ဒီ3မှာ2ချိန်ဖြစ်ပါတယ်3မှာ2ချိန်ဆိုတဲ့အတွက်ဒီ1မှာ2ချိန်9မှာဆိုတဲ့အတွက်ဒီ9မှာပေါ့နော်အလဲမှာ2ချိန်ဒီအပိတ်9ကို3ချိန်ထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာ 6နှစ်ကြိမ်ပေါင်းတာကစနစ်ဖြစ်ပါတယ်ငါကတစ်ကြိမ်နှစ်3ကြိမ်နှစ်4ကြိမ်ပေါ့နော်နှစ်4ကြိမ်ပေါင်းတာက10ဖြစ်ပါတယ်6နှစ်ကြိမ်ပေါင်းတာကစနစ်ပေါ့နော်3နှစ်ကြိမ်ပေါင်းရှင်းဒီ6 3နှစ်ကြိမ်နှစ်2နှစ်9ပေါင်းတာက9 9နှစ်ကြိမ်18 93ကြိမ်15ဆိုပြီးဖြစ်တယ်ခင်ဗျာနှစ်နဲ့10ပေါင်းရှင်း10ဖြစ်ပါတယ်ဒီ9နဲ့ဒီ9နဲ့ပေါင်းရှင်း10ပေါ့နော် ဒီနှစ်နဲ့ဒီချင်းနဲ့ပေါင်းရင်30 6နဲ့9ပေါင်းတာ55ဆိုပြီးဖြစ်ပါတယ်9နဲ့6ပေါင်း55 9ကိုတခုရောတော့ကျွန်တော်၄5 4ဆိုပြီးဖြစ်နေတယ်ပေါ့နော်ကျွန်တော်5လုံးပိုင်အဲနှစ်နဲ့9နဲ့ဆိုပြီးရှိတယ်5လုံးပိုင်နဲ့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာတော့5 4ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီမှာ9ရယ်4ရယ်ပေါ့နော် ၅လေးဆိုပြီးဖြစ်ပါတယ်နောက်တစ်ခုက၂၅ဆိုပြီးတဲ့ရှိတယ်ပေါ့နော်ပုံတူကျွန်တော်တို့အထီလေးလုံးပေါ့နော်ဤနှမျိုးပုံတူ PK တစ်ပတ်မှာ၃ညနေတီ၂၅နေတီတစ်ပတ်မှာကျွန်တော်တို့၂၅ဆိုပြီးတူတယ်ပေါ့နော်ဒီမှာတော့၅လေးဆိုပြီးဖြစ်ပါတယ်โอเคဆက်ပြီးတော့ကျွန်တော်တို့နောက်ထပ်ဤနံပါတ်၂ကိုလည်းဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်ထိပ်စီအလဲထိုင်အပိအထီပေါ့နော်နံပါတ် ်နှစ်ဆိုပြီးဖြစ်ပါတယ်ဒီမှာကျတော့၄နဲ့ဒီ9နဲ့ပေါင်းရင်9ဆိုပြီးဖြစ်ပါတယ်6နဲ့9ပေါင်းတာကစက္ခွန်ပေါ့နော်9နဲ့ဒီ၄နဲ့ပေါင်းတာ7 3နဲ့6ရှောင်းနဲ့8ပေါင်းတာ14ပေါ့နော်၄တလီက၄6 4 20နဲ့4ပြီးရင်ဒီ3ညနဲ့ချိန်3ညကို4နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာ ကိုယ်နဲ့ဒီတင်းနဲ့ပေါင်းရှင်းကသစေဖြစ်ပါတယ်တင်းနဲ့တုံးလေ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 း16ရှောင်းနဲ့ခွန်ပေါင်းရှင်းက73ရာတယ်ပေါ့နော်3ကိုနင်းနဲ့ပေါင်းတာ9ဆိုပြီးဖြစ်ပါတယ်39မှာရှင်တင်းလေး9ဒါကြောင့်မို့ဒီမှာတော့9ဒီအပိတ်ဖြစ်ပါတယ်ခင်ဗျာ39မှာတင်းလေး9ဒီဟာဖြစ်ပါတယ်အဲ့ဒီမှာတော့3နှလုံးတူလဲဆိုပေမဲ့၄ရ၅ရတင်းလေး9ဆိုပြီးဖြစ်ပါတယ်ပေါ့နော် ။ဒါဆိုရင်နောက်ထပ်3-5စွာလေးကိုလည်းဆက်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာ။ဒီ၄-၅၈၉ဆိုတဲ့အတွက်ကျွန်တော်၅၈ဒီလေးမှာတစ်ချိန်စီပေါင်းမယ်ပေါ့နော်။ဒီ9နဲ့အသေးနဲ့မှာဆိုတဲ့အတွက်ဒီ9နဲ့6နဲ့မှာတစ်ချိန်စီဖြစ်ပါတယ်။ထိပ်စီမှာတစ်ချိန်အပိတ်မှာတစ်ချိန်ပေါ့နော်။ထိပ်စီမှာတစ်ချိန်အပိတ်မှာတစ်ချိန်ဖြစ်ပါတယ်။ဒီအပိတ်ကို၄နဲ့မြောက်မယ်ဒီထိပ်ကို၄နဲ့မြောက်မယ်ဒီကိုကို၂ချိန်ပေါင်းပြီးတော့ကျွန်တော်၄နဲ့ထပ်ပေါင်းမှာဖြစ်တယ်ခင်ဗျာအပေါ်ကလိုမျိုးပဲပေါ့နော် ။ဒါဆိုရင်ကျွန်တော်ဒီမှာ9နဲ့10နဲ့ပေါင်းတာက73ဆိုပြီးဖြစ်ပါတယ်။10နဲ့4ပေါင်းတာက9 9နဲ့6ပေါင်းတာက73 2နဲ့3ချိန်ပေါင်းတာက6 9 4 30နဲ့6 2နဲ့3ချိန်ပေါင်း6 9နဲ့ချိန်18ပေါ့နော်10နဲ့4ပေါင်းတာက7နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ဒီမှာကျတော့ကျွန်တော်63ချိန်ပေါင်းတာ18နှစ်နဲ့ပေါင်းရင်20ဆိုပြီးဖြစ်ပါတယ်။ 3နဲ့3ပေါင်း6ရှောင်းနိုင်5ပေါင်းတာဆက်တည်ရမယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော် sorry ဒီမှာကျွန်တော်ဒီတစ်ခုပေါ့နော်။9နဲ့6ပေါင်းတာ73နဲ့3ချိန်ပေါင်း6 9 4 30နဲ့6ဒီမှာ2လေးချိန်ပေါ့နော်။2လေးချိန်8ဆိုပြီးဖြစ်ပါတယ်။နေလေးကြိမ်ဒီမှာချစ်ပါနော်နေလေးကြိမ်ပေါင်းတာ၈ခုနကြိမ်၁၈ရှင်းနေလေးပေါင်းရှင်းနေစိနေနှစ်ပါနော် ။ဒါဆိုရင်ဒီမှာကျတော့ချင်းရန်နေရပေါင်းချင်း30ဆိုပြီးဖြစ်ပါတယ်။ချင်းနဲ့နေပေါင်း30ပေါ့နော်။နောက်ထပ်တစ်ခုကကျတော့ဒီ3နဲ့3ပေါင်းချင်း6 63ကျိန်ပေါင်းတာ78 85ပေါင်းတာ73ဆိုပြီးရမှာပေါ့နော်။ဒါဆိုရင်3 3ကိုလည်းနေနဲ့ပေါင်းတော့5ဆိုပြီးဖြစ်ပါတယ်။3 5မှာဆိုရင်နေ5နေဆိုတဲ့အတွက်ကြောင့်မို့ဒီ5ကအလေဖြစ်ပါတယ်ခင်ဗျာ။3 5မှာနေ5နဲ့တရားဖြစ်ပါတယ်ပေါ့နော်။ ။ဒါဆိုရင်ကျွန်တော်ဒီ20နဲ့3ချိန်မှာတော့အဲ့ဒီအရာပေါ့နော်။9 8ကို ပေါင်းတဲ့အတွက်6 3 5ကိုတစ်ချိန်စီပေါင်းတယ်။ဒီ9နဲ့6နဲ့မှာပေါင်းနေတဲ့အတွက်2နဲ့6နဲ့မှာတစ်ချိန်စီပေါင်းတယ်3ကို2ချိန်ဒီ9မှာ2ချိန်ဒီ9ကို6နဲ့မြောက်တယ်ပေါ့နော်9ကိုလည်း6နဲ့မြောက်တယ်အပိတ်မှာ2ချိန်ပေါင်းပြီးတော့6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်6ရက်7ရက်ပေါင်းတာက ခုနှစ်ဆိုပြီးဖြစ်ပါတယ်။နင်းနဲ့ဒီ9နဲ့ပေါင်းတာလည်းခုနှစ်6ရဲ့နင်းနဲ့6နဲ့ပေါင်းတာက8ပေါ့နော်။နင်းနဲ့6နဲ့ပေါင်းတာ8 3တဲ့ချိန်6 6နဲ့9ပေါင်းရှင်ဒီ15ခုနှစ်လီ20နဲ့8 9လီ30နဲ့6 9နဲ့ချိန်30 14ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။အဲဒီ6ရက်၄ရက်ပေါင်းရှင်းက တစေပေါ့နော်ခွန်နဲ့ခွန်ပေါင်းတာ14ပေါ့နော်ဒီလေးနဲ့ရှစ်ပေါင်းတာ7နင်းနဲ့ဒီရှစ်နဲ့ပေါင်းရင်10ပါငါးတလုံးကြံပြပေါ့နော်အဲဆိုရင်ငါးကိုကျွန်တော်နင်းနဲ့ပေါင်းတော့ခုနှစ်ရမယ်ပေါ့နော်ငါးခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာ3ပါးပါဆိုရင်5ဒီဒီလေး5 3ပါဆိုရင်5ဒီ5ဒီဒီတစ်ပတ်မှာ5ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါနံပါတ်2ပေါ့နော် ငါခွန်ဆိုပြီးဖြစ်ပါတယ်ဆိုတော့ငါရဲ့ခွန်ရဲ့ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနည်းနှစ်ခုမှာငါလေးငါခွန်ဆိုတော့ကျွန်တော်ငါတလုံးကပို့ပြီးအတာသွားမယ်ပေါ့နော်ကျွန်တော်ဒီငါငါလေးငါခွန်မှာငါလုံးပိုင်ပို့ပြီးအတာသွားမယ်ပေါ့နော်ငါလုံးပိုင်တော့မဟုတ်လေးခွန်ဖြစ်ပါတယ်ဒီမှာလေးသုံးလုံးပိုင်တော့မဟုတ်လေးငါပေါ့နော်ဒီတစ်ပတ်မှာတော့ငါလုံးပိုင်တော့မဟုတ်လေးခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ဒီငားဒီပေါ့နော်ဒီငားဒီတင်တော့ဒီလုံးပိန်အဆက်ပေါ့နော်ဒီလုံးပိန်ကြီးမှာလည်းကျွန်တော်ဒီခရစ်ဘတ်မှာနှစ်ပေါ့နော်ဒီနှစ်ကကျွန်တော်ဒီတစ်ပတ်မှာငားဆိုပြီးဖြစ်ပါတယ်ကျွန်တော်နောက်ထပ်အနေနဲ့ကျွန်တော်နှစ်ငားပုံအထီဆိုပြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာငားသလုံးဖြစ်ပါတယ်ပြီးတော့ဒီမှာလည်းဒီနှစ်အရာဒီမှာလည်းငားလုံးပို့ပြီးအာတာနေတာတွေ့ရတယ်ပေါ့နော်โอเคဒါအတင်ရှာနေရအမေရှင်များလေးလာလို့ရအောင်ပြန်လေးများအမေရှင်သာဖြစ်ပါတယ် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကြပါဆက်ချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒပြေဆုံးကြပါစေခင်ဗျာ